ONE Championship ပြိုင်ပွဲကဆွေးဆောင်မှုအရှိဆုံးအမျိုးသမီးဖိုက်တာမှလေး၃ဦး ONE Championship ပြိုင်ပွဲဟာမြန်မာပရိသတ်တွေကြားမှာရေပန်းဆားလာခဲ့တဲ့ promotion ပြိုင်ပွဲတစ်ခုပါမြန်မာဖိုက်တာတွေလည်းတဖြည်းဖြည်းများပြားလာခဲ့သလိုနိုင်ပွဲတချို့လည်းရယူထားနိုင်ခဲ့တာဖြစ်တဲ့အတွက်မြန်မာပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကိုပိုမိုရရှိလာခဲ့တာဖြစ်ပါရင်တချင်တော့က ONE Championship ပြိုင်ပွဲမှာမြန်မာဖိုက်တာဆိုလို online အန်ဆန်နဲ့ဖိုးတော်တွေပဲရှိကြပါရင်ကချင်သားကြီးရဲ့ပွဲစဉ်တွေကလည်း ပြည်သက်တွေအတွက်အားရချင်တဲ့ဆရာအကောင်းဆုံးအချိန်တစ်ခုလို့ဆိုရမှာဖြစ်တယ်လို့ဖိုးတော်ရဲ့ပွဲစဉ်တွေကလည်းမြန်မာပြည်သက်တွေကြားမှာရေးပန်းစားခဲ့ပါသေးတယ်။အခုတော့1 Championship မှာမြန်မာ Fighter တွေဟာတော်တော်များများပါဝင်ရှင်ပြိုင်နေခဲ့ကြပြီဖြစ်တယ်လို့1 Championship မှာရှင်ပြိုင်ထိုးတက်နေတဲ့ Fighter တွေထဲမှာမြန်မာ Fighter တွေအပြင်တခြားသော Fighter တွေကိုလည်းရင်းနှီးစားပြုလာခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့လိုမြန်မာပြည်သက်တွေကြားမှာရင်းနှီးစားပြုလာခဲ့တဲ့1 Championship က Fighter တွေထဲမှာအမျိုးသမီး Fighter တွေလည်းပါဝင်နေခဲ့တာဖြစ်ပြီးတချို့ဆိုရင်ဂျိုးဝိုင်းထက်မှာလက်သီးထိုးမဲ့အစား Stage စင်ပေါ်မှာရှိုးရှောက်နေတဲ့နေဆိုပြီးပြောရတော့အောင်ဖြစ်စရာကောင်းတဲ့အမျိုးသမီး Fighter တွေကိုလည်းမြေ င်တွေ့နေကြရတာပါဒီနေ့မှာတော့အဲ့လို1 championship ပြိုင်ပွဲမှာရှင်ပြိုင်ထိုးတက်နေခဲ့တဲ့အမျိုးသမီး fighter တွေထဲကချစ်စရာအကောင်းဆုံးထိရဲစရာမရှိအောင်ချောမောလှပတဲ့အမျိုးသမီး fighter 3ဦးကိုရွေးထုတ်ပေးခြင်းပါတယ်ပထမဆုံးရွေးထုတ်ပေးခြင်းတဲ့ fighter ကတော့ super gay ဆိုတဲ့ထိုင်းနိုင်ငံသူအမျိုးသမီး fighter မာလီပဲဖြစ်ပါတယ် ဝေထိုင်းရောကိပောက်စင်တစ်ခုစလုံးမှာရှင်မြန်ကစားနေတဲ့22နှစ်အရွယ်အမျိုးသမီးဖိုက်တာမာလီဟာချက်တင်မာလီတကောင်လုံးဝမ်ချန်ပီယံရှစ်မှာရှင်မြန်ကစားနေသူလည်းဖြစ်ပါရင်စူပါကဲနဲ့ပတ်သက်တဲ့သတင်းတွေဟာလက်တလုံးမြန်မာပရိသတ်တွေကြားမှာပြန်လည်ရေးပန်းစားနေခဲ့ပြီးအကြောင်းကတော့ကယန်းမာလီဘရိုနီကာနဲ့ရင်ဆိုင်သွားရွယ်ရှိတယ်ဆိုတဲ့သတင်းတွေကြောင့်ပဲဖြစ်ပါရင် ဘရောင်နီကာဟာဝမ်ချန်ပီယံရှစ်စီရောက်ရှိခဲ့ပြီးပွဲဥထွက်မှာအဖွဲမလာခဲ့ပေမယ့်ဒုတိယပွဲအဆင့်အဖြစ်မကြာခင်မှာကြီးညာသွားပွဲရှိတယ်ဆိုပြီးသတင်းတွေကဖော်ပြနေခဲ့ကြပါတယ်။လက်ရှိမှာတော့ဘသူနဲ့ရင်ဆိုင်သွားရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်တာမျိုးမရှိသေးပေမယ့်22နှစ်အရွယ်စူပါကဲဆိုတဲ့ကျတဲ့မာလေးတစ်ကောင်နဲ့ရင်ဆိုင်သွားရပွဲရှိနေကြတာဖြစ်ပါတယ်။ဒုတိယတစ်ယောက်ကတော့အစ္စလေအေရီကာဘိုမိုကာအိုဆိုတဲ့ဖိလစ်ပိုင်နိုင်ငံသူလေးပဲဖြစ်ပါတယ်။အစ္စလေအေရီကာ ဘိုမိုကာအိုဆိုတဲ့နာမည်ကိုကြားတဲ့ယုံနဲ့မြန်မာပရိသတ်တွေအကြားမှာအထူးညှို့ဆရာလုံမယ်မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းဝမ်ချန်ပီယံရှစ်စီရောက်လာခဲ့တဲ့ဖိလစ်ပိုင်သူလေးရဲ့အလှပဟာတမဟုတ်ချင်းအတွင်းမှာတင်မြန်မာပရိသတ်တွေရဲ့နှလုံးသားကိုကင်လုတ်ထားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ပါပဲ။သူမရဲ့အပြုံသူမရဲ့အကြည့်နောက်ပြီးသူမရဲ့မျက်နှာလေးဟာဖိုက်တာမာလေးတယောက်လို့ဘလို့မှထင်မှတ်ဆရာရှိမှာမဟုတ်ပါဘူး။လက်ရှိမှာတော့ဘရိုနီကာရှိတဲ့တိုက်ကောင်းမှွေတိုင်းချင်းကိုရောက်ရှိနေကြတာဖြစ်ပြီးဘရိုနီကာနိုင်မိနေတာနဲ့ဂျန်အောင်ဂျန်မာအုံးမလားဆိုတာစိုးရိမ်ပြီးပါသေးတယ်။ တကယ်ကိုမထင်ရဲစရာအလှပကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီးသူမကတော့လက်ရှိအချိန်ထိဝမ်းမှာနှစ်ပွဲထိုးပြီးနှစ်ပွဲစလုံးကိုတိုင်အောင်ဖျက်နေအနိုင်ရထားခဲ့သူဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ချန်ပီယံမမတစ်ယောက်ပါပဲ။အားလုံးကစတန်ဖတ်တန်ဆိုတဲ့အတန်ဝိန်တန်ရဲ့ MMA ချန်ပီယံမမကိုထင်ချင်ထင်ကြပါလိမ့်မယ်။အိမ်တော်ကြာတော့ပြီဖြစ်တဲ့ဆိုပါမမကတော့အလှဆုံးဆင်းတဲ့ကနေဖယ်ရှားထားခြင်းပါတယ်။နောက်ဆုံးတစ်ယောက်ဖြစ်တဲ့စတောဝိန်တန်ရဲ့ကစ်ပေါ်စင်ချန်ပီယံမမတစ်ယောက်ဖြစ်တဲ့ဂျက်ကီဘူတန်ကိုရွေးချယ်ခြင်းပါတယ်။အမေရိကန်နိုင်ငံသူလေးဖြစ်တဲ့ဂျက်ကီဘူတန်ရဲ့အလှပကလည်းပိုရီသားတို့အတွက်တကယ်ကိုအသွေးဆွဲစနေစင်မင်းအလှပမျိုးဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်အကျိုးအစား ညှို့ငင်ဖန်ဆားရတဲ့သူမရဲ့အကြီးချစ်စရာကောင်းတဲ့မျက်နှာအသွင်ပြင်းနဲ့တော်တော်လေးကိုချစ်စရာကောင်းတဲ့အမျိုးသမီးဖိုင်တာတယောက်ဖြစ်ရွေးချယ်ခြင်းပါတယ်။အဆိုပါအမျိုးသမီးဖိုင်တာ၃ယောက်ဟာရုပ်လဲချိုးသလိုလက်သေးလက်ပြင်းတဲ့ဖိုင်တာမာလေးတွေဖြစ်ပြီးချစ်ဖို့လည်းကောင်းသလိုကြောက်ဖို့လည်းကောင်းတဲ့ဖိုင်တာမာလေးတွေဖြစ်တယ်လို့ပဲဆိုလိုက်ပါရစေ။